မင်္ဂလာပါရှင်တနင်္လာသတိမီများအတွက်ဒီလပိုင်း6ရက်နေ့ကနေ12ရက်နေ့ဒီတပတ်စာဟော့စတန်ဟောပြီးမှဖြစ်ပါတယ်တနင်္လာသတိမီမိတ်ဆွေများဟာဒီကာလမှာမျိုးအတွက်အရာရာမှာအစင်မြေချုံမြေစွာနဲ့ဖြတ်တန်းသွားမယ်ကာလလို့ပြောလို့ရတယ်စိတ်လွတ်လပ်ပေါ်ပါမှုတွေရှိရဲဒီကာလမှာပျော်ရွှင်စရာကိစ္စလေးတွေပေါ်လာဖို့ရှိတယ်မျိုးအတွက်အဓိကတော့ပြောမလို့စိတ်လောကြီးပြီးလုပ်တဲ့ကိစ္စလေးတွေမှာရှောင်ရှားလို့ရှိရင်ကျွန်တော်အကုန်စင်ပြီးတယ် အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြီးဝါတိုးတက်အောင်မြင်သွားတာဒီလိုကာလမှာဖြစ်တဲ့တဲ့အဆင်ပြေတာလက်ဆောင်မနာရရှိတာမျိုးတွေဒီလိုကာလမှာဖြစ်တဲ့တဲ့ပေါ့နော်အဆင်ပြေမှုတွေရှိတယ်အဲ့တော့မိသားစုရေးရကိစ္စမှာတဲ့အာကိုမကြိုက်တဲ့ကိစ္စလေးမှာတိုးတိတ်နဲ့လှုပ်ဆောင်နေတာမျိုးလေးဖြစ်တဲ့တဲ့ပေါ့နော်အဲ့ဒါအញ្ញမ်းရှိတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာအဆင်ပြေမှုအများကြီးရှိပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေရရှိလာတာမျိုး အဲကိုချစ်ခင်သူတွေမိဘဆွေမျိုးတွေရဲ့ကူညီထောက်ပံ့မှုရတာမျိုးဒီကာလမှာဖြစ်တဲ့တယ်ပေါ့နော်အဲ့တော့ငွေကြေးဘိန်းဆိုင်ရာမှာအဆင်ပြေတယ်ဒီကာလမှာအဖက်ဖက်ကနေပြီးတော့ကူညီစောင့်ရှောက်မှုငွေကြေးနဲ့ပတ်သက်ကူညီစောင့်ရှောက်မှုရာယူထဏငါးနဲ့ပတ်သက်တိုးတက်ဖို့ရှိရဲကံကောင်းခြင်းတွေရှိရဲအဲ့တော့အချင်းချင်းနဲ့ပတ်သက်ပြီးတဲ့လူငယ်လေးများဒီကာလမှာအချင်းချင်းနဲ့ပတ်သက်ပြီးစံတအားပွင့်နေအဆင်ပြေမှုတွေရှိတယ်အဲ့တော့အဖက်ဖက်ကနေပြီးတော့ အခြေအနေပတ်သက်ပြီးတော့အကန့်အထောက်ပံ့ပေးမှုအားလေးတွေရှိတယ်။တခုရှိတာအိမ်နာဝင်းနဲ့ပတ်သက်ပြီးအိမ်နာဝင်းနဲ့ပတ်သက်ပြီးတော့လေဒီကာလမှာစိတ်ချမ်းသာစရာတော့ရှိတယ်။ဒါပေမဲ့အာအတူတူအတူတူမနေရတာမျိုးအတူတူနေရတယ်ဆိုရင်သုံးနဲ့လေးလိုကြောချင်းခိုင်းနေတာမျိုးတွေဖြစ်တတ်တယ်။အဓိကမာနာတရားပဲသုံးနဲ့တူမာနာလေးတွေတင်းကန်နေပြီးတော့နှစ်ဦးသားဟာ ရိုင်းနေနေရင်းနဲ့ကိုအထီးကျန်ဆန်ရတာမျိုးဖြစ်တယ်အိမ်တော်ကြီးအထီးကျန်ဆန်ရတဲ့တဲ့ပေါ့နော်အိမ်တော်ကြီးအထီးကျန်ဆန်ရတဲ့တဲ့သာသမီကံအားကောင်းတယ်ဒီလိုကာလမှာသာသမီနဲ့ပတ်သက်တဲ့ပျော်ရွှင်စရာကိစ္စလေးတွေကြုံတွေ့ရတဲ့တဲ့ပေါ့နော်အဲ့တော့ကျမကြီးနဲ့ပတ်သက်ပြီးတဲ့ကျမကြီးနဲ့ပတ်သက်ပြီးအထွေထူးမရှိဘူးပေါ့နော်အထွေထူးမရှိဘူးဒါမှတခုရှိတာဆောနာပြောတော့သာသမီကြီးဒီတနည်းသာသမီလည်းဖြစ်မယ်သာသမီကြီးရှိရတဲ့လူဆိုသာသမီကြောင့်ပူဆွေးတော့ကရောက်ရတဲ့တဲ့နောက်တစ်ခါကျတော့ ဒီအဓိကကတော့ဝမ်းနဲ့ဆရာအားငယ်ဆရာလေးဖြစ်တဲ့ကာလလို့ပြောရတဲ့။ကိုကအထူးချန်ဆန္ဒမျိုးဝမ်းနဲ့ဆရာအားနဲ့ဆရာတယောက်တည်းစိတ်မြင့်နေတာမျိုးလေးတွေနဲ့ခံစားသွားလာတဲ့။နောက်တစ်ခုကကြတကယ်အားနဲ့ကြည့်မယ်ဆိုတော့ကံကောင်းတဲ့ကာလပဲ။ဒါပေမဲ့တခုရှိတာကဒီ ဟိုကံအထောက်ပံ့မို့ကံအထောက်ပံ့ကပြောမလို့ဆိုလို့ရှိရင်အတိတ်ကနေပတ်သက်ပြီးတော့များစွာလှုပ်ကြိုင်တင်တဲ့ကာလမျိုးကံကျမကကောင်းနေပြီမမြင်လဲတဲ့ပရာလောကတွေကကံအထောက်ပံ့ပေးမှုအားလေးကြနဲ့လိုနေတယ်အဲ့ဒါကြောင့်မို့ကျမတို့အဓိကဒီကာလမှာအတိတ်ကနေဝင်တာအတိတ်ကနေဝင်တာပြီးတော့နောက်တစ်ခါကျတော့ဒီဘာသာရေးနဲ့ပဲလှုပ်ဆောင်နေတဲ့သူတွေကကံအထောက်ပံ့လေးပေးတာပြီးတော့အဲ့ဒါကကုထုကောင်းမှုတွေကိုအများအတန်းပေးဝေခြင်းမိမိရဲ့ကံအားကိုကောင်းမှုအောင်ပုံမှန်လှုပ်ဆောင်ခြင်းတွေဒီကာလမှာလှုပ်တင်နေပေါ့နော် အဲ့တော့အဓိကအဓိဋ္ဌံပြည့်ခြင်းနဲ့အတူတူမိမိတို့ဒီပြောမစို့ဘာသာရေးနဲ့ပတ်သက်လှုပ်ဆောင်တဲ့စာလေးတွေမှာပြည့်ရုံးနေတာမျိုးလေးတွေကိုပြန်လုပ်ပြီးအဲ့ဒါဆိုလို့ရှိရင်မိရဲ့ကံအားကောင်းတဲ့ဘက်ကိုဥတည်သွားရယ်ပေါ့နော်အဲ့တော့အဓိကကတော့ပြောမစို့လို့ရှိရင်ဒီကာလမှာကိုကိုတိုင်ကမလုပ်တဲ့မလို့ထင်တဲ့အရာတွေလုပ်တဲ့လုပ်ထင်တဲ့အရာအရှိကအားလုံးကိုစွတ်တွေ့လုပ်တတ်တာအဲ့တော့အငိမ့်မနေဘူးလုံနေတယ်ဒါပေမဲ့ကိုယ့်အတွက်လည်းအဖက်မတည်နေတတ်ဘူး မတင်တတ်ဘူးပေါ့နော်အဖက်မတင်တတ်ဘူးအဲ့လိုဖြစ်တဲ့ကာလဖြစ်တဲ့ကြောင့်မို့အဓိကလုံဆောင်မဲ့ကိစ္စတွေမှာစိတ်မလောနဲ့ပြင်းမှန်လေးလုပ်မိမိတို့အတွက်အကျိုးပေးမဲ့ကိစ္စမျိုးလေးဖြစ်တတ်တယ်အဲ့တော့ဒီကလာမှာတဲ့မိမိတို့ကံပုံမကောင်းမအောင်လှုပ်ဆောင်တင်တာတော့ပြောမစိုးကျွန်မဆုံးတော့ပြောတဲ့ဒီအတိတ်တအားကိုတာဖြစ်ပေးပါအတိတ်တအားကိုဖြစ်ပေးမယ်ပြီးတော့နောက်ကကုတုကောင်းမှုတွေအများတန်းပေးဝေးတာကံအထောက်ပံ့နေကောင်းရာချိဖို့တော့အကူညီတောင်းခံတာမျိုးလေးလုပ်ပေးနောက်တစ်ခုကပုံမကောင်းမအောင်မဆော့ပြရှင်ကိုဒီတတိ ်တတိဝလံအဲအမျိုးမတူတတိဝလံ၃မျိုးကိုမဆော့ပြားကြီးပြူတောင်းရမယ်နောက်တစ်ခုကကြတော့မုံလုံးကြီးတုံးမှုမုံလုံးကြီးပေါ့မဆော့ပြားကြီးပြူတန်းချင်းကုသိုလ်လေးလုပ်ပေးပေါ့နော်အဲ့ဒါမိမိရဲ့ကံအထောက်ပံ့ကောင်းအောင်ရရှိစေတယ်ဒါဒီကလာမှာအလုတ်ကန်နဲ့ပတ်သက်ပြီးတော့တဲ့အလုတ်ကန်ကယာရုတက်ဖို့နေတာရှိတယ်ဒါမှမဟုတ်ခုချက်မတက်ချင်ဘူးမိမိကလည်းမြဲမြံကျင်နေဆိုလို့ရှိရင်တော့ကျမတို့နေကြကြည့်မျက်စောပြားချင်လှူဒန်းပေးပေါ့နော်အဲ့တော့ဒီကလာမှာပြောမှဆိုလို့ရှိရင်ကိုကကံကတော့ကောင်းနေပြီအနောက်ကနေပြီးတော့ပြောမှဆိုလို့ရှိရင် ဒီနောက်ကျောဒါနဲ့သူရဲ့လူမျိုးအဖြစ်အစီလူမျိုးတော့ရှိတယ်။အဲအဲ့လိုမျိုးကံအားလေးကောင်းတာဆက်မပြောအတိတ်တန်လေးလောက်တာမျိုးအဲမဆော့ပြရင်လူတန်းကုတူလေးလောက်တာမျိုးလုပ်ပေးပါတော့။အဲ့တော့တနက်တမချင်းမချင်းများအားလုံးအေဂျင်တာပျော်ရွှင်တဲ့ဘွားလေးရရှိနိုင်ကြပါစေ။ဆန္ဒနဲ့ဘွားတစ်ထက်တည်းကြနိုင်ကြပါစေရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။